ဘဝမှာတင့်ကိုဘယ်သူမှမလေးစားတော့ဘူးလို့ထင်နေသလားဘဝမှာကိုကိုကိုလေးစားဖို့ဘာကြောင့်အရေးကြီးတာလဲကိုကိုကိုလေးစားအောင်ဘလို့နေရမလဲဒီဗီဒီယိုလေးမှာကိုကိုကိုလေးစားဖို့လွယ်ကူပြီးအကျိုးရှိတဲ့နည်းလမ်းဆယ်ရှိခုကိုမျှဝေပေးထားပါတယ်ကိုကိုကိုလေးစားအောင်နေနဲ့ဒဲမင်းကိုမရှာတဲ့သူကိုမရှာပါနဲ့နှိအကျွေးနဲ့ကင်းအောင်နေပါ၃လိုအပ်တာထက်ပုံပြောပါနဲ့ လေလူတွေကကိုကိုမလေးစားတဲ့အခါသူတို့ကိုချက်ချင်းဥပိ္ပခပြုထားလိုက်ပါငါတခြားသူတွေစားတာထက်ပိုမစားပါနဲ့အစားတောက်စင်ကြည်ပါ6တင်းကိုတင်းရင်းနှီးမြှုပ်နှံပါကိုကိုကိုပြောအောင်ထားပါခုနှစ်အခြားသူများအကြောင်းအတင်းဖြင်းပြောခြင်းကိုရက်တန့်ပါရှစ်စကားပြောခင်စဉ်းစားပါလူတွေကမင်းကိုဘလောက်တန်ဖိုးထားတယ်ဆိုတာရှစ်ဆက်ရခိုင်နှုန်းကမင်းပါဆက်ကထွက်လာတဲ့စကားလုံးလေတန်တွေပါ7 ကိုအောင်မြင်သူတယောက်ဖြစ်ဖို့သင်ပန်းတိုင်များနဲ့တာအလုံးရှုံနေပါစေ။တစေအချိန်ကိုလေးစားပါ။စိတ်တဲ့လေးစားတဲ့ဘိုးထားမှုမရှိတဲ့နေပဲဆက်ဆံရေးမှာမနေပါနဲ့နေရာပြောင်းရွှေ့လောက်ကင်ပါ။စိတ်နဲ့တင့်ကိုတင်ပိုက်ဆံသုံးတဲ့ဖို့အရင်တင်ယူပါဒါမှလူတွေကမင်းကိုအုံပြုဖို့စိတ်ဝင်စားလာပါလိမ့်မယ်။စိတ်တုံးဂိမ်းစော့နေမဲ့အစားအစာဖတ်ချင်းဖြင့်တင့်ရည်ချင်းတွေမြင့်တင်ပါ။စိတ်လေးလက်ခံသူထပ်ပို့ပြီးပေးကမ်းသူဖြစ်ပါစေ။ စိတ်ငါမဖိတ်ခေါ်တဲ့နေရာကိုမတော်ပါနဲ့ဖိတ်ကြားတဲ့အခါတွင်လည်းတီအီကြိုဆိုမှုကိုလွန်ကဲစွာမပြုပါနဲ့စိတ်ချောက်လူတွေကိုသူတို့နဲ့ထိုက်တန်တဲ့ပုံစံအတိုင်းဆက်ဆံပါစိတ်ခုနှင့်မိမိသားစုကိုအချိန်ပေးနေတာကလွဲရင်တခြားသူတွေအတွက်အချိန်မဖြုံးလိုက်နဲ့စိတ်ရှိကိုလုတ်တဲ့အရာကိုကောင်းကောင်းလုပ်ပါမင်းဖြစ်ခြင်းနဲ့ဆန္ဒအကောင်းဆုံးဖြစ်ပါစေ ဒီနေလန်းတွေကိုလိုက်လုပ်ကြည့်လိုက်တဲ့အခါကိုကိုကိုလေးစားလာတာနဲ့အမြဘဝမှာဘလို့ပြောင်းလဲမှုတွေကိုရဲ့စိတ်ခံစားချက်နဲ့တွေးမြင်တွေကိုရဲ့လှုပ်ဆောင်ချက်တွေအားလုံးကပိုပြီးအားကောင်းလာပါလိမ့်မယ်။ဒါကြောင့်ဒီနေ့ကစားပြီးကိုကိုကိုလေးစားဖို့စတင်လိုက်ပါကိုရဲ့တံပိုးကိုတီးပြီးကိုကိုကိုချစ်တက်လာတဲ့အခါဘဝကပိုပြီးတရားလာနိုင်နေဆိုတာသတိရလိုက်ပါ။ဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိတယ်ဆိုရင်လိုက်လုပ်ပြီးကိုမဲမဲရင်ကိုကိုကိုလေးစားဖို့အခုပဲစတင်လိုက်ကြရအောင်။